လူတိုင်းချင်းမှတ်မှတ်ထားတဲ့ဒီအသင်းကကမ္ဘာဖလားရလိမ့်မယ်လို့ခန့်မှန်းလိုက်တဲ့ Super Computer 2026ခုနှစ် FIFA ကမ္ဘာဖလားပြိုင်ပွဲကို American, Canada နဲ့ Mexico တို့ကအင်ရှင်ဖြစ်လက်ခံကျင်းပဖို့ပြင်ဆင်နေကြတာဖြစ်ပြီးတရားဝင်ကမ္ဘာဖလားအုပ်စုစဉ်မဲနိုင်ပွဲကိုဒီဇင်ဘာ9ရက်နေ့မှာ Washington မြို့မှာကျင်းပဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။အုပ်စုရွေးချယ်ပွဲမစတင်ခင်မှာရင် Super Computer ကပြိုင်ပွဲတစ်ခုလုံးကိုကြိုတင်ခန့်မှန်းခဲ့ပြီးအဲဒီခန့်မှန်းချက်တွေသာမှန်ကန်ခဲ့မယ်ဆိုရင်အမကန်ရလဒ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ 2026ခုနှစ်ကမ္ဘာဖလားမှာစူပါကွန်ပျူတာရဲ့ခန့်မှန်းချက်အရအုပ်စုဆန်းကုရဲ့ပထမနေရာတွေကိုစီနီဂေါ၊ပါရာဂွေး၊စပိန်၊ဆွစ်ဇာလန်၊ခရိုအေးရှား၊ဘရာဇီး၊အာဂျင်တီးနာ၊အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊နော်ဝေနဲ့ပေါ်တူဂီတို့ကရရှိမယ်လို့ဆိုထားပါတယ်။32တင်းအဆင့်မှာတော့အတင်းရေအတွက်ပိုများလာတဲ့အတွက်ရုံးထွက်အဆင့်မှာအစ်ပါဝင်လာတဲ့အဆင့်တစ်ခုရှိလာမှာဖြစ်ပြီးတောမတ်တူချဲအင်္ဂလန်အတင်းကခြေစစ်ပွဲတစ်လျှောက်ကိုမပေးခဲ့ရပါနဲ့ဒီပြိုင်ပွဲရဲ့အုပ်စုဆင်မှာလည်းကိုမပေးရဘူးလို့ခံမှန်းထားပါသေးတယ်။ ဒါပြင်မက်ဆီရဲ့အာဂျင်တီးနားအသင်းကကမ္ဘာဖလားကာကွယ်ရေးကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါရီ။ဥရောပချန်ပီယံစပိန်ကလည်းကမ္ဘာချန်ပီယံဖြစ်ဖို့တွန်းအားပေးသွားမှာဖြစ်ပြီးရော်နီယိုရဲ့ပေါ်တူဂီကနောက်ထပ်အဆင့်ကိုတက်ရောက်ဖို့အနိုင်ရလိမ့်မယ်လို့စူပါကွန်ပျူတာကခန့်မှန်းထားပါရီ။၁၆သင်အဆင့်ပွဲစဉ်တွေကတော့အရန်ကိုစိတ်လှုပ်ရှားစရာကောင်းနေမှာဖြစ်ပြီးတော့၂၀၁၈ကမ္ဘာဖလားပိုလိုဝဲရဲ့ပြန်လည်ရှင်ပြိုင်မှုဖြစ်ခရိုအေးရှားနဲ့ပြင်သစ်တို့တွေ့ဆုံမယ်လို့ခန့်မှန်းထားပါရီ။ဒီစင်းရဲ့အကောင်းဆုံးပွဲကတော့နယ်သာလန်နဲ့အင်္ဂလန်တို့တွေ့ဆုံမဲ့ပွဲဖြစ်လာနိုင်ပြီးအင်္ဂလန်တို့ကပဲနိုင်ယူသွားနိုင်ရည်ရှိနေပါရီ။ ဒါအပြင်ပေါ်တူဂီနဲ့ဂျာမနီတို့ကလည်း quarter final ကိုရောက်ရှိမှာ ဖြစ်တယ်လို့အာလီဟာလိုင်းရဲ့နော်ဝေကလည်း quarter final အထိဆက်လက်တက်ရောက်နိုင်မယ်လို့ဆိုထားပါတယ်။နောက်ဆုံးရှစ်သင်းအဆင့်မှာကမ္ဘာကောင်းဆုံးအသင်းချုပ်ပါဝင်လာမှာဖြစ်ပြီးစိတ်လုံရှားစရာကောင်းမဲ့ပွဲတွေဖြစ်လာမှာဖြစ်ပါတယ်။ဒီမှာဆုံး quarter final မှာ1998ဘောလီဝဲပြန်လည်ရှင်မြိုင်မှုဖြစ်ပြင်သစ်နဲ့ဘရာဇီးတို့တွေ့ဆုံမှာဖြစ်ပြီးတော့ပြင်သစ်တင်းကပဲနိုင်ရရှိလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။အဲနောက်မှာအင်္ဂလန်နဲ့အာဂျင်တီးနားတို့ရဲ့ရေကြီးပွဲစဉ်ရှိလာမှာဖြစ်ပြီးတော့စူပါကွန်ပျူတာကလက်ရှိချန်ပီယံအာဂျင်တီးနားကပြိုင်ပွဲကနေထွက်ခွာရမယ်လို့ကန်မန်းထားတာကြောင့် အားအသင့်စရာရက်လက်မျိုးပဲဖြစ်ပါရီစပိန်နဲ့ပေါ်တဂီတို့ကလည်းသူတို့ရဲ့အစဉ်လာပြိုင်ပွဲမှုကိုပြန်လည်အသက်သွင်းကြမှာဖြစ်ပြီးပေါ်တဂီကပင်လယ်အဆုံးဖြတ်နိုင်အရရှိမယ်လို့ခန့်မှန်းထားပါရီစီမီဖိုင်နယ်ပွဲစဉ်တွေမှာအင်္ဂလန်က2022ကမ္ဘာပလာမှာပြင်သစ်ကိုရှုံးနေခဲ့တာကြောင့်လက်စားချေဖို့ကြိုးပမ်းမှာဖြစ်ပြီးတော့ဘောလီဝဲမှာတော့အင်္ဂလန်ကပေါ်တဂီနဲ့အစဉ်လာပြိုင်ပွဲဟောင်းချင်းပြန်လည်တွေ့ဆုံမယ်လို့ခန့်မှန်းထားပါရီဒီပွဲကတော့ဇူလိုင်19ရက်နေ့မှာနယူးယောက်ခက်ဒရော့ကစားကွင်းကြီးမှာကျင်းပမှာဖြစ်ပါရီနေတင်းလုံးကတမိုင်းဝင်နိုင်ရရှိဖို့ကြိုးပမ်းကြမှာဖြစ်ပေမဲ့ စူပါကွန်ပျူတာရဲ့ခံမှန်းချက်အရတော့အင်္ဂလန်က1စီးနဲ့နိုင်ရရှိပြီးတော့ပြီးခဲ့တဲ့ဥရောပဖလားဘောလုံးပွဲမှာရှုံးနေခဲ့တဲ့သူတို့ရဲ့ဂျိန်စာကိုနောက်ဆုံးမှာချိုးဖြတ်နိုင်မယ်လို့ဆိုပါရီဒါက1966ခုနှစ်နောက်ပိုင်းသူတို့ရဲ့ပထမဆုံးကမ္ဘာဖလားအနိုင်ရရှိမှုဖြစ်လာမှာဖြစ်ပြီးအဓိကဆူပလားလည်းဖြစ်လာမှာဖြစ်ပါရီဒါ့အပြင်အင်္ဂလန်ဒီပြတူချဲကလည်းအနိုင်ရသူဖြစ်အနိုင်ယူသွားနိုင်မှာလည်းဖြစ်ပါရီရော်နယ်ယိုကချန်ပီယံလိဖလားနိုင်ငံလိုက်ယူရိုဖလားယူရို2016နဲ့လိဖလားများစွာကိုရရှိထားပြီးသားဖြစ်ပါရီကမ္ဘာဖလားကသာသူရဲ့ဘောလုံးသမားဘဝကိုအပြည့်အဝပြည့်စုံစေမယ့် တကူရဲတော်အဓိကဆူပလာကြီးဖြစ်ကြန့်ရှိနေတာဖြစ်ပါရီဒါပေမဲ့ကဘာဖလာမယားရှိခဲ့ရင်တောင်ရော်လေးရဲ့ဂုံတိတ်ခါကိုထိခိုက်စေမှာမဟုတ်ပေသူတို့ကဘာဘောလုံးတမိုင်းမှာအကြီးကျယ်ဆုံးသင်ကိုရှင်နေအောင်မြင်ဆုံးကစားမားတွေကတယောက်အဖြစ်တော့အမြဲတမ်းသတ်မှတ်သွားမှာပဲဖြစ်ပါရီမြောင်